ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျ။အော်ဒီ live ကတော့နောက်ဆုံး live ဖြစ်ပါတယ်ဒီနေ့ရဲ့နောက်ဆုံး live ပေါ့နော်28ရက်9လ2025ရက်ဒါတကြောင်တော့ပွဲတွေကရွေးချယ်ထားတဲ့လက်ကြံပွဲနှစ်စာပွဲတွေနဲ့အတူ၄သင်းပေါင်းမောင်းနှစ်လေးရွေးချယ်ပြီးမှဖြစ်ပါတယ်။ရှိမှာတော့ကျွန်တော် Premier League live ထဲမှာပါတယ်၃စာတပွဲနဲ့နှစ်စာတပွဲပြောပြီးပြီးဒုတိယ live မှာတော့ကျွန်တော်အဲ၄သင်းပေါင်းမောင်းတက်နဲ့အတူနောက်ထပ်၃စာပွဲတပွဲပြောထားပါတယ်။အဲ့တော့လက်ကြံပွဲဒီ ပွဲတည်းကတကြောင်တော့ရွေးချယ်မှုလက်ကြံပွဲဇာပွဲတည်းနဲ့အတူ၄သင်းပေါင်းပေါင်း2လေးကိုဒီ live ထဲမှာပြောပြမှာဖြစ်ပါတယ်။ Okay ပါ။မင်္ဂလာပါညီကိုတို့ရေဆိုတော့เนาะထုံးစံတိုင်းလေးခဏနေတော့လူဆိုရင်တော့စပါမယ်ဟဲ့လား။အဲမန်ယူပွဲကလည်းဆိုခဏနေတော့ကန်တော့မှာဆိုတော့ဒါကျွန်တော်အမိလေးတော့တော်တော်လေးပြောပြပါမယ်เนาะ။မင်္ဂလာပါညီကိုတို့ရေဆိုတော့ထုံးစံတိုင်းလေးအသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေเนาะအဲ့တော့ကျွန်တော်ပွဲအားလုံးတော့ကျွန်တော်မပြောတော့ဘူး။ La Liga နဲ့ Serie A တွေကကျွန်တော်ရွေးချယ်ထားတဲ့ပွဲ မိုက်မဲ့ပွဲလေးတွေပဲကျွန်တော်ရွေးချယ်ပြီးပြောပြမှာဖြစ်ပါတယ်เนาะအကုန်လုံးတော့ကျွန်တော်မပြောတော့ပါဘူးเนาะအဲ့တော့အကယ်မြားနောက်ကြပွဲမိုက်တဲ့ပွဲတွေရှိရင်တော့ကျွန်တော်ထုံးစံတိုင်း Telegram မှာရွေးချယ်မှုနောက်ကြပွဲအနေနဲ့တင်ပေးမှာဖြစ်ပါတယ်ဆိုတော့အောက်မှာ mention လုပ်ထားတဲ့ Telegram Gobi Channel เนาะ Telegram လေးကိုလေဒါ subscribe လေးเนาะ follow လေးလုပ်ထားပေးလို့ရပါတယ်โอเคပါ အဲ့တော့ကျွန်တော်စလိုက်ရအောင်နော်အဲ့တော့ဒါ wine spot မှာစောင့်နေတဲ့ညီကိုညီနေရလဲ govie ရဲ့ promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုတော့လဲ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက wine spot မှာ facebook page နဲ့သူတို့ application တို့မှာ website နဲ့ customer service call လေးနေပြီးတော့လဲ24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့ပထမအဆုံးကျွန်တော် series a ကနေကျွန်တော်စပြောပေးမှာဖြစ်ပါတယ်နော်ပွဲအားလုံးတော့ကျွန်တော်မပြောတော့ဘူးအဲ့တော့အဲ့ဒီထဲမှာဒီနေ့ရွေးချယ်ထားတဲ့နောက်ထပ်တကြောင်းတော့ပွဲတွေကနှစ်စပွဲတစ်ပွဲဖြစ်တဲ့ juventus ပွဲလေးပြောပေးမှာဖြစ်ပါတယ် juventus နဲ့ atlanta ပွဲမှာဂျူဗင်က level တရာရှုံးပေးတာပြီးတော့နှလုံး80ရှုံးနဲ့ပြန်ကားထားပါတယ် level တရာရှုံးဝင်မှာနှလုံး80ရှုံးဖြစ်တာကြောင့်ဒီပွဲကဂျူဗင်အနေနဲ့ကိုရဖို့ chance တော်လေးများပါတယ်ပြီးခဲ့တဲ့ရာသီထိတ်တဲ့တဆူမှုမှာလည်း Juventus အိမ်ခွင်မှာ Juven ကဒဲဂျီပဲပြီးခဲ့ပြီးတော့လေးကိုပြတ်နဲ့ Atlanta ကအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီမှာဒဲဂျီဖြစ်တာကြောင့်အခုပေးတဲ့ level တရာရှုံးဟာ Juven အနေနဲ့တော်တော်ကြီးပြင်းပါတယ်ဗျ2020နောက်ပိုင်း 2021ကစလို့ဂျိုဝင်ဟာအိမ်ကွင်းမှာဘယ်တော့မှ level တရာရှုံးမပေးပါဘူး။ဒဲဂျီပြင်ပေးမယ် level 50ရှုံးတလောက်ပဲပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အခုဂျီဟာတော်တော်လေးဂျူဗင်နေနဲ့ပြင်းလုံးပါတယ်ဗျ။နောက်တစ်ချက်ကဒီနေ့တင်းရဲ့ head to head ပေါ့နော်။ထိတိုက်တွေ့ဆုံမှုတမိုင်းတစ်လျှောက်2023ငားလပိုင်းအောင်စလို့เนาะ2023တလပိုင်းအောင်စလို့လက်ရှိအခြေအနေအားလုံးပေါင်း369ပွဲဆက်ကြီးကြထားပါတယ်เนาะအဲ့တော့လက်ရှိဒီနေ့ထိတိုက်တွေ့ဆုံမှုမှာ ဒီနေ့ပွဲတော့ Juven Test ကြီးအောင်ဖို့ရခိုင်တော့တော်တော်လေးများပါတယ်ဒါအကြောင်းမှာနောက်တစ်ချက်က Juven တရားဒီအင်ကွင်းအဝေးကွင်းမြေခြေစွမ်းမှန်တယ်အဓိကတိုက်စစ်ပိုင်းကောင်းတယ်ဒါပေမဲ့အားနေချာခံစစ်တော့ဖြစ်နေပါတယ်အဲ့တော့တရားဒီအပွင့်ပွဲပါမာကို2စီးနဲ့နိုင်လာတယ်ဂျီနိုအာကို1စီးနဲ့အောင်တယ်ကြီးအောင်လာတယ်အင်တာမီလန်ကိုဒေဂျီမှာ4ကို3ကိုနဲ့နိုင်လာတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲတစ်ပွဲပဲအဝေးကွင်းမှာအမှားလုပ်ခဲ့တယ်တလုံးသေးချင်းမှာ1-1နဲ့ ဂျူရက်သေးတမှတ်ပေးရခဲ့တယ်အဲ့တော့ခြေဒီဒီခြေစမ်းပွဲတွေမှာလည်းလက်ရှိရလတော့ကောင်းမှန်းဆိုပေမဲ့ပြီးတဲ့ချန်ပီယံလိမှာတော့ဒါ4-4နဲ့ဒေါ်မွန်အသင်းကိုတည်နိုင်တာအဆုံးသတ်ခဲ့တယ်ပေါ့လေဆိုတော့ဘလို့ပဲဖြစ်ဖြစ်လက်ရှိဂျူဗင်ကကောင်းပါတယ်ခြေစွန်းကောင်းတယ်အဲ့တော့တပတ်ကအတ္လန်တာကလည်းလက်ရှိထိုးနေလောက်ကောင်းပဲခန်းစစ်က ဒွေယူပေါက်ပေါက်နေတယ် PSG နဲ့ပွဲမှာ၄ဂိုးပြန်နဲ့ရှုံးခဲ့တယ်တိုရိုင်းကို3-0နဲ့နိုင်တာဘာမှစကားနဲ့ထည့်ပြောနေစရာမရှိဘူးလက်ချီယိုနိုင်တာကသူတို့နှစ်သိန်းလုံးကတော်လေးညံ့နေလို့ပါ4-1နဲ့နိုင်ခဲ့တာဗောလေရှေ့မှာပါမအိမ်ကွန်းမှာဒါဝမ်းဝမ်းနဲ့ပဲဒီဂျင်းနဲ့ခဲ့ရတယ်ပီဇာလိုအသင်းကိုတောင်မှဝမ်းဝမ်းနဲ့တည်နေရခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်လက်ရှိ အတ္တလန်နာရဲ့ဒီယာဒီဂက်စပရနီထွက်သွားတဲ့အနေထားမှာအတ္တလန်နာတော်တော်လေးဆုပ်ဆုပ်ပြက်ပြက်ဖြစ်သွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိဂျီဘူးလက်ထက်ဒါဂျူဗင်ရဲ့ဒါဒီအတ္တလန်နာအသင်းကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါရမ73မှတ်နဲ့တူနာပိုလီအသင်းနဲ့ဒါချင်းမြောင်းနဲ့ရလနဲ့ဒါလိုက်မယ်အခွင့်အရေးလေးရှိတာကြောင့်ဒေဂျာတာတကွာတော့ဂျူဗင်လက်ရှိခြေစွမ်းမျိုးနဲ့က level 100ရှုံးတော့ကျွန်တော်တို့ဂျူဗင်ပဲကြိုက်တယ်ဂျူဗင်အောင်နိုင်ပါတယ်ဒီနေ့ဘယ်ဘက်အဖက်ဘက်ကပဲဘယ်ဘက်ကပဲစဉ်းစားစဉ်းစားကျွန်တော်တို့ဂျူဗင်ပဲ ကြီးချက်ထားပါတယ်။ Juventus body ဒီနေ့ရဲ့နောက်နောက်ထပ်ဒီကြောင်တော့ပွဲတွေကနှစ်စာပွဲလေးဖြစ်ပါတယ်။ Okay ပါ။ကျန်တာကတော့ကျွန်တော် Atlanta ပွဲကတော့ရှောင်ပါတယ်။ကိုမိုပွဲကတော့မနိုင်ပြောတော့ကိုမိုတော့ကြိုက်တယ်ဗျာ။ဒါပေမဲ့တလုံး90ပေါင်းမှာ3080ပေါင်းဆိုတဲ့အချက်ကြောင့် Vivo G ရောက်ပဲကြိုက်တယ်။ဆိုတော့ 1C အနေနဲ့များတယ်။ 2C ဖြစ်နိုင်တော့အကောင်းဆုံးပေါ့ဗျာ။နော်။အဲ့တော့ Blue ကတော့3080ပေါင်းအနေထားကတော့ကိုမိုအနေနဲ့3လုံးအထိတော့မရောက်နိုင်ဘူးဗျာ။ Cremonis ကလည်းဒီနေ့ပွဲမှာခံစစ်အသားပြီးပဲပိတ်ကန်လာမှာ။နောက်ဆုံးနှစ်ပွဲဆက် Cremonis ကဘဲဦးမကွဲဦးစီးစီးစီးနဲ့ပွဲပြီးတဲ့အနေထားမျိုးဖြစ်လာကြအောင် Vivo ကြည့်အောင်ပဲဝင်နိုင်ပါတယ်ဆိုတော့ကိုဘိုဘော်ဒီဝင်ရောအရန်ကြီးပြင်းလုံးတဲ့အတွက်အောင်ကောင်းအောင်နိုင်တယ်ဒါပေမဲ့90ရတော့ကျွန်တော်တို့မကြိုက်ဘူးဗျာနေမယ်ဆိုရင်တော့မှကျွန်တော်တို့တလုံးတည်85ရာခိုင်နှုန်းတောင်းလောက်ရင်8500ပြန်ရမယ်တလုံးတည်နေပဲဘရကွန်မန်ပေးပါတယ်နေမယ်ဆိုရင်တော့ ဟို B-boy ကြီးအောင်ထဲရပဲစဉ်းစားသင်ပါတယ်เนาะโอเคပါအဲ့ဒါဆိုရင်တော့ကျွန်တော် series ပြပြီးအဲ့တော့ La Liga ထဲမှာတော့ကျွန်တော် Real တပွဲပဲကြိုက်တယ်ဂျန်နယ်ပွဲအားလုံးကျွန်တော်ရှောင်ပါတယ် Atletico Madrid အင်္ဂါမှာ Real အဝေးဝမ်းနေလည်းပဲ40ပေးထားပါတယ်အလုံး60ပေါင်းနဲ့ဂါထားပါတယ်ဆိုတော့ဒီနေ့ဒီနေ့သင်ရပြီးခဲ့တဲ့ရာသီထိုက်တဲ့သူမျိုးရဒီကိုအင်္ဂါမှာမနေ့က ဒဲဂျီချန်ပီယံလိမှာပေးခဲ့ပါတယ်1-0နဲ့ဒီကိုနိုင်ပါတယ်လာလီဂါမှာပေးတော့လည်းဒဲဂျီပါပဲ1-1နဲ့ပဲအဆုံးသတ်ခဲ့ပါတယ်အဲ့တော့နောက်ဆုံးရီယယ်မက်ဒရစ်အဝေးခွင်းကြီးပေးခဲ့တာ2024တလပိုင်းဖလားပွဲဖြစ်ပါတယ် level 50ချုံမှာတူးတူးနဲ့ပွဲပြီးခဲ့ခြင်းဖြစ်ပါတယ်เนาะအရှိမှာတော့လာလီဂါမှာ level 50ချုံအဝေးခွင်းနေပေးတာနောက်ထပ်တစ်ပွဲကတော့ဒီမှာเนาะ2022เนาะတီကိုအင်ကော level 50ရှုံး12နဲ့ Real Madrid ကြီးအောင်ပါတယ်ဆိုတော့တီကိုအင်ကောမှာ level 50ရှုံးဖွင့်တာဟာ Real Madrid ရလာကောင်းတယ်နဲ့အနေထား မြင်ပါတယ်တီကိုဝါဒီယာဒီတော်တော်လေးဆိုးဆိုးရွားရွားရလက်တွေဖြစ်ပေါ်နေတယ်ပေါ့လीเนาะလက်ရှိအနေအထားရနိုင်ပွဲဆိုလို့ဒါဗီလကန်တို့အသင်းကိုကျင်းမြောင်းနဲ့ရလက်နဲ့ဒါ3-2နဲ့နိုင်ခဲ့တယ်ဗယ်လရီအသင်းကို2-0နဲ့နိုင်ခဲ့တယ်ဂျန်နာရီကတော်တော်များများเนาะပွဲတိုင်းလိုလိုကိုးပေးရတယ်ဘိုနီနူစကိုဖြစ်သားပါတယ်ဒီထဲမှာ LG အသင်းကို1-1နဲ့ကန်တာအဆင်မပြေဘူးအလာဘတ်အသင်းကို1-1အစပန်ညိုအသင်းကို2-1နဲ့ရှုံးထားတယ်ဆိုတော့ကတစ်ဖက်က Real Madrid ကတလုံးပေးရမယ့်အနေအထား ဖြစ်ပါတယ် Real Madrid ကိုလုံးပေးရမယ်အနေထားမျိုးပါ Real ကလက်ရှိ Xavi လုံးဆိုလက်ထက်မှာအရင်ကြီးတော့မကြိုက်ဘူးဆိုပေမဲ့သူ့ဟာနဲ့သူတော်တော်လေးအလုပ်ဖြစ်နေတယ်ပေါ့နော်နောက်ဆုံးပွဲ Levante အသင်းကို1-4နဲ့ G အောင်နဲ့ Espanyol အသင်းကို2-0နဲ့ G draw ဖြစ်တာတယ် Marseille ကိုနိုင်တယ်ဆိုစီတဲ့အင်ကမှ1-2ဆိုတော့တောက်လျှောက်ကလက်ရှိရလတ်တော်တော်လေးကောင်းနေတဲ့အနေထားမျိုးပေါ့နော်အဲ့တော့လက်ရှိဘာဒီဘာလီကန်တို့ပြန်ပါမယ့်အနေထားမျိုးဖြစ်တာကြောင့်ဒီပွဲကတော့ကျွန်တော်ထင်တော့ Real တည်အပြင်းတော့မရှုံးနိုင်ဘူးပြလက်ရှိခြေစွမ်းမျိုးနဲ့ပေါ့လေဆိုတော့အမ်ဘာပေတို့ဗီနီရှက်တို့လည်းဒီရာဒီမှာပိုကောင်းလာတဲ့အနေအထားမျိုးလေးမြင်ရတာကြောင့်ကျွန်တော် real ကြိုက်တယ်နေမယ်ဆိုရင်တော့ 2x double chance တော်တော်လေးမိုက်ပါတယ်เนาะအဲ့တော့လက်ရှိအဲ level 40ကနည်းနည်းလေးတော့တည်ပွဲဖြစ်သွားရင်တော့ပေးရမယ့်အနေအထားလေးရှိတယ်ပေါ့လေဒါကြောင့်ဒဲချင်းနေရင်တော့အရှုံးမရှိနိုင်ဘူးထင်ပါတယ်68ရာခိုင်နော် 16600ပြန်ရမယ်ဒဲဂျီရီယယ်မက်ဒရစ်ဘော်ဒီကအကောင်းဆုံးပါပဲเนาะအဲ့360ပေါင်းကြီးကြောင်းလေကျွန်တော်ထင်တော့ရီယယ်မက်ဒရစ်အနေနဲ့က900နိုင်ကြီးရှိတယ်ဗျာဒီလားအဲ့တော့ဒီဘက်တော့ကျွန်တော်ရီယယ်ဘော်ဒီပဲကြိုက်ပါတယ်โอเคပါဒါပါပဲကျန်တဲ့3ဝက်ကျွန်တော်ရှောင်းပါတယ်အဲ့တော့ကျန်တာကကျွန်တော်ချန်ပီယံရှစ်ထဲကတပွဲနှိုက်ထုတ်ထားတယ်ဗောလေအဲ့ဒါကတော့ Sheffield United ဖြစ်ပါတယ်เนาะအဲ့တော့ Sheffield United ကတောက်လျှောက်တော်တော်အဆင်မပြေတာဗောလေเนาะတောက်လျှောက်ရှုံးပွဲတွေနေရင်ဆိုင်ရတယ်တောက်လျှောက်ဒီ GD တွေတောက်လျှောက်ကြာထားတယ်အဲ့တော့လက်ရှိ Chris Wilder နီးပြအနေနဲ့ပြန်လာမဲ့အနေအထားမျိုးမှာ အဲချက်ဖီအနေနဲ့ကတော့အဖက်ဆေးရမယ်အနေထားပေါ့လေဘလောက်တောင်ဆိုးရွားလဲဆိုတော့မှာပါနော်နောက်ဆုံးပြန်မတော့6ပွဲ9ပွဲဆက်ကြီးကြထားတယ်နောက်ဆုံး10ပွဲဆက်ရှုံးတာတွေရာသီဥပွဲစဉ်ကနေနော်သေးတောင်ပွဲမှမရဘူးအကုန်ရှုံးတာဆိုတော့ဒီလိုမျိုးအသင်းကလက်ရှိဒီ Oxford United အိမ်ဝင်းမှာဒီနေ့ပွဲမှာအဝေးဝန်းကနေပြန်ပြီးတော့သူက11 20ပြန်ပေးထားတယ်ဗျဒါကမှနှလုံးတရာရှုံးပေးထားတယ်ဆိုကြတဲ့ကကျွန်တော်ထင်တော့ဒီနေ့ပွဲ Sheffield United ဲတရေအပြင်တော့မရှုံးနိုင်ဘူးယူဆတယ်နော်20 level 20ရှုံးအပြင်တော့မရှုံးနိုင်ဘူးလို့ယူဆတယ်အချက်ကြောင့်ကျွန်တော်ဒီပွဲကိုနောက်ထပ်ဒီနေ့ရဲ့ star ပွဲနှစ်ဆပွဲအနေနဲ့ Sheffield United body လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်နော် Sheffield United body ပါ championship ကဖြစ်ပါတယ် okay ပါဒါဆိုတော့ပြီးပါပြီနော် အဲ့တော့ဒီကြောင်းတော့ရွေးချယ်မှုအားလုံးပေါင်းဒီနေ့၅ပွဲရပါပြီ။32ပွဲနဲ့2စား3ပွဲဒီနေ့ရရှိမှာဖြစ်ပါတယ်။ Okay ပါ။ဆိုတော့ကျွန်တော်၄သင်းမောင်းမောင်း2အခုပြောပြီးမှာဖြစ်ပါတယ်နော်။ထုံးစံတိုင်းအသေးလေးလက်မလေးဒီ live လေးကိုမနှိပ်ရသေးရင်တယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါဦးညီကိုတို့ရေကျေးဇူးအများကြီးတင်ပါရပြ။ဆိုတော့ဒီနေ့28ရက်ကိုလ2025ရဲ့ เนาะဒါကြောင့်လည်းတော့ရွေးချယ်မှုဖြစ်တဲ့ပွဲတွေကတော့ကျွန်တော်သက်ဆိုင်ရာလီဒီမှာပြောပြပါပြီဆိုတော့လီဒီမောင်းမောင်းနှစ်ထဲမှာကျွန်တော်တို့ Frankfurt ဂိုးဘော Leipzig body Man City body နဲ့ Real Madrid body ဖြစ်ပါတယ်ပြန်ပြပါမယ်လီဒီမောင်းမောင်းနှစ်ထဲမှာ Frankfurt ဂိုးဘော Leipzig body Man City body နဲ့ Real Madrid body ဖြစ်ပါတယ်ဒါကတော့လီဒီမောင်းမောင်းနှစ်ဖြစ်ပါတယ်မောင်း1ကတော့ရှေ့ရဂျားတဲ့က live မှာဒုတိယမြောက် live ထဲမှာကျွန်တော်မောင်း1လီဒီမောင်းမောင်း1လေးပြောပြထားတာဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဒါတော်တော်လေးအဆင်ပြေမယ်တင်ပါတယ်ဗျအားလုံးပဲ ကံကောင်းကြပါစေညီကိုရေနော်ကဲဆိုတော့ကျွန်တော်ဒီလီကူကတော့ကျွန်တော်ဒီနေ့ရှောင်းလိုက်မယ်ဗျာနော်မိုနာကိုပွဲလေးပြောပြပါမိုနာကိုကအစတော့ကြိုက်တယ်ဗျာဒါပေမဲ့တစ်ဖက်ကအသင်းကနည်းနည်းလေးရလက်ကောင်းနေတဲ့အချက်ကြောင့်ရန်ကြီးမကြိုက်တာဗောသလုံး90ပေါင်းမှာသလုံးတည်ကြီးအရာလဲကိုပြန်နိုင်မယ့်ပွဲမျိုးမဟုတ်ဘူးဗျမိုနာကိုအိမ်ခွင်းမှာအဲဗောလော်ရီရဲ့အိမ်ခွင်းမှာမနစ်ကလေဒီ2023လောက်ပါဗောနောက်ဆုံးပေးခဲ့တာလုံး90ပေါင်းပဲဒါပေမဲ့တူးတူးနဲ့ပွဲပြီးခဲ့တဲ့အတော့အခုလေတလုံး90ပေါင်းမှာသလုံးတည်ကြီးဖြစ်တဲ့အတွက်လော်ရီရဲ့900နိုင်မယ့်အနေထား ဖြစ်နေပါတယ်เนาะအဲ့တော့နေရယ်ဆိုရင်တော့ကျွန်တော်ကိုးပါပဲကြိုက်တယ်ညီကိုကြီးအဓိကမိုနာကိုရဲ့ပြဿနာကခန်းစစ်ပိုင်းတောက်လျှောက်ပေါက်နေခြင်းပါเนาะနောက်တစ်ခုတတိထားမှာကဂျားရက်လာမဲ့ဂျားရက်မှာကျွန်တော်တို့အသင်းကြီးတွေအနေနဲ့ချန်ပီယံလိပွဲဒါကန်အမှာဖြစ်ပါတယ်เนาะအဲ့တော့ဟုတ်တယ်မလားချန်ပီယံလိကန်အမှာတင်เนาะဟုတ်တယ်ချန်ပီယံလိကံမှာဆိုတော့အသင်းကြီးတွေကနော်ဟိုလူစင်းခြံဆော့တာလေးဖြစ်လာနိုင်ပါတယ်အဲ့တော့ချန်ပီယံလိကံမဲ့အသင်းတွေကိုဒီနေ့ဆော့မယ်ဆိုရင်တော့လူစင်းလေးနည်းနည်းကြည်ပြီးမှနော်လူစင်း line up ထဲမှာဆော့တာတော့ အကောင်းဆုံးလို့ပဲကျွန်တော်ယူဆပါတယ်နော်ဒါပါပဲโอเคပါဆိုတော့ဒီဒီနေ့ဒီ live လေးကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာဆုံးညနေဖြစ်ပါ